Hello အားလုံးပဲမင်္ဂလာပါအားလုံးမင်္ဂလာပါခင်ဗျာအားလုံးမင်္ဂလာပါအားလုံးပဲမင်္ဂလာပါအားလုံးမင်္ဂလာပါခင်ဗျာဒူရီဝေကြီးမှာကျေးဇူးပါတယ်အားလုံးပဲမင်္ဂလာပါ ိတ်ကုန်ကြပြီလားလုံးမိကလာပါအိတ်ကုန်ကြပြီလားအိတ်ကုန်ကြပြီလားအလုံးမိကလာပါကျွန်တော်ရဲ့ channel ကို subscribe နဲ့ခေါင်းတော်လက်မမနှိပ်ရသေးရင် channel ကို subscribe နဲ့ခေါင်းတော်လက်မနှိပ်ထားကြပါလို့ပြောချင်ပါတယ်ပြီးတော့ အဲကျွန်တော်စီမှာလည်းဒူရီရောဒရီဒီရောလာထိုးလို့ရတယ်စော်ကစားလို့ရတယ်စော်ကစားခြင်းနဲ့ဆိုရင် Viber နံပါတ်ဖြစ်တဲ့6023030 4ကိုလာစော်ကစားလို့ရတယ်နောက်ထပ်2664956391မှာအဲ့ Viber မှာလည်းသွားပြီးတော့ထိုးလို့ရတယ်နော်ရောစားအတွက်တရားခံတို့စိတ်ချလို့ရတယ်လုံးဝစိတ်ချလို့ရတယ်ပေါ့เนาะကျွန်တော်ဒီမှာလက်ရှိထိုးနေတဲ့အကူတွေမှာတွေလည်းအများကြီးရှိပါတယ်เนาะကဲအားလုံးမင်္ဂလာပါ အားလုံးပဲမင်္ဂလာပါမနေ့တုန်းကတော့ကျွန်တော်အဲ၃ရက်အတွင်းထွက်မဲ့ပတိတလုံးရဲ့အော်လီကွက်ရဲ့ကျွန်တော်တင်ပေးခဲ့တယ်ပေါ့နော်အော်လီကွက်ရဲ့မင်းညာကျွန်တော်တင်ပေးခဲ့တယ်အဲ့တော့ဒီဗီဒီယိုမှာမသိတဲ့သူတွေအဲကြည့်ကျင်တယ်ဆိုလို့ရှိရင်မင်းညာဗီဒီယိုမှာသွားပြီးတော့ကြည့်လို့ရပါတယ်နော်အားလုံးမင်္ဂလာပါမင်္ဂလာပါနော်ဒေါက်တင်တင်ခိုင်မင်္ဂလာပါခင်ဗျာနော်အားလုံးမင်္ဂလာပါမတ်တန်ဝင်းဟိုင်းဟိုင်းဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါ ကဲအားလုံးမင်္ဂလာပါခင်ဗျာနော်မင်္ဂလာညချမ်းလေးပါခင်ဗျာနော်အဲ့တော့ဒီနေ့မနေ့ဖ ያ ကျွန်တော်တို့ဒူးရီပြန်ဖွင့်ပြီဒူးရီပြန်ပြန်ဖွင့်ပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အဲဆိုက်ကလေးလေးပြပေးမယ်အော်နှစ်ကွက်ပေါ့နော်တော်တော်ကောင်းပါတယ်အဲ့တော့ကျွန်တော်နေ့စဉ်နဲ့အမျှကျွန်တော်ဗီဒီယိုတွေဖန်တီးနိုင်အောင်ဗီဒီယိုတွေရိုက်နိုင်အောင်ကျွန်တော်အတက်နိုင်ဆုံးကြိုးစားသွားမယ်အဲ့တော့ကုလိုမတို့ကလည်းကျွန်တော်အားပေးကြပါအောင်နော်လက်မလေးတွေနှိပ်ခဲ့ပါ subscribe လေးတွေခေါင်းလောင်းလေးနဲ့ subscribe နဲ့ခေါင်းလောင်းတော့အဓိကပြီးထားပြီးနှိပ်ခဲ့ပါနော် ဒါမှကျွန်တော်ဗီဒီယိုတနေတွေ့ရမှာဖြစ်ပါတယ်။ကဲအားလုံးသွားလိုက်ရအောင်ဗျာ။ Let's go နော်။ Cycle လိုက်ပြီးကြည့်ပါအောင်နော်။ကြ ያ လို့မင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါနော် ကဲအလုံးမင်္ဂလာပါနော်ကဲအလုံးဂူရီမတွေမင်္ဂလာပါနော်ကဲအလုံးသွားလိုက်ရအောင်ပါနော်အဲ့တော့ဒါကတော့မနေ့ပြန်ထိုးရမယ့်ကဏ္ဍလေးတွေဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော် site ပြပေးမယ်အဲကျွန်တော်ဒီမှာလည်းအယောစားတရားခိုင်တော့စိတ်ချလို့ရတယ်အဲ့တော့ကျွန်တော်ဒီမှာလည်းဒုတိထိုးခြင်းနဲ့ဆိုလာထိုးလို့ရပါတယ်ကျွန်တော်ချစ်ခင်နဲ့အားပေးရဆိုလို့ချင်းကျွန်တော်စီဒုတိလာထိုးပေးကြပါအောင်ဗျာနော် အယောက်စားတယ်ကျွန်တော်ကျွန်တော်တရားခံတော့အမခံပါတယ်နော်ကဲသွားနေအောင်ဗျာနော်ကျွန်တော်တို့ဒီမှာပြပေးမယ်နော်ဒီမှာဗျာကျွန်တော်တို့ဒီမှာတုံညာလေးလို့ထွက်ထားတယ်ဒီတုံညာလေးလို့မနက်ပိုင်းမှာထွက်ထားလို့ဒီလေးနောက်ပိတ်ယူတယ်ဒီသုံးခုလို့ညနေပိုင်းမှာထွက်ထားလို့ဒီသုံးထိပ်စီယူတယ်ဒီလေးနဲ့သုံးနဲ့ပေါင်းတယ်ဗျာနော်လေးနဲ့သုံးနဲ့ဒီနှလုံးပေါင်းတယ်ခွန်ရတယ်နော်ခွန်ရတာကိုဒီမှာ 6နှစ်လို့ထွက်ထားလို့ဒီနှစ်နောက်ပဲယူတယ်เนาะဒီ95လို့အဲနှစ်နောက်ပဲယူတယ်ပေါ့ဗျာဒီလို95လို့လူ295လို့ကျွန်တော်တို့ကသွားมาပေါ့เนาะအဲခွန်ရှိရဗျာခွန်ရှိတော့ဒီမှာနှစ်နောက်ပဲယူလို့ဒီလိုမျိုးဒီလိုမျိုးအောက်ကဟာနေဒီနောက်ရက်မှာထွက်မယ်နောက်ညနေနောက်ရက်မှာထွက်မယ်နောက်ပိုင်းနဲ့လှမ်းပေါင်းတာခွန်ဖြစ်အောင်၄သုံးလို့ရှိလို့ဒီလိုမျိုး295လို့ခွန်ဖြစ်ပြီးတယ်เนาะခွန်ဖြစ်ပြီးတယ်เนาะ ခွန်အိုပါဝါရိုက်လို့ရင်နှစ်ဖြစ်တယ်အဲ့တော့ဒီ295လို့သုံးလုံးပေါင်းခြင်းကနှစ်ဖြစ်တယ်နားလဲလားမသိဘူးနည်းနည်းရှုပ်သွားလားမသိဘူးเนาะဒီလို၄သုံးလို့ပေါင်းခြင်းကခွန်ဖြစ်တယ်เนาะခွန်ဖြစ်လို့ဒီမှာကျွန်တော်ဒီ295လို့ဒီမှာကျွန်တော်အပြာရောင်လေးခြေထားတယ်ဒီ295နဲ့ပေါင်းခြင်းကခွန်ဖြစ်တယ်เนาะဒီခွန်ရဲ့ပါဝါဒီကျွန်တော်တို့နှစ်နှစ်ရှိတယ်လေเนาะခွန်ပါဝါနှစ်ဆိုလို့ရှိရင်ဒီလို295လို့သုံးလုံးပေါင်းခြင်းကနှစ်ဖြစ်တယ်เนาะဒီမှာနှစ်ရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကနှစ်ဖြစ်အောင်ကျွန်တော်တို့က၃ညပြိထည့်ပေးရမှာ နားလေလားမသိဘူးဗျာနော်နားလေလားမသိဘူးနော်အားလုံးမင်္ဂလာပါနော်ကဲအဲ့တော့ကျွန်တော်တို့ဆက်သွားလိုက်မယ်အဲ့တော့ငါးငါးလို့ကျွန်တော်တကွက်သေးရတာပေါ့ဗျာနော်ဒီမှာကိုးလေးလို့ကျွန်တော်တို့က၃၃ရှိတာပေါ့ဗျာကိုးလေးပေါင်းခြင်းက၃ရှိတယ်၃ရှိလို့ကျွန်တော်တို့ကဒီမှာဒီမှာဒီ၅ရှိလို့ကျွန်တော်တို့က၃ဖြစ်ပြီးတယ်နားလေလားမသိဘူးနော်ကိုးလေးလို့ပေါင်းခြင်းက၃ရှိလို့ဒီလို့၅ရှိလို့ပေါင်းခြင်းက၃ဖြစ်တယ်၃ကိုကျွန်တော်ဒီ၃ရဲ့ပါဝါဒီ၈ဖြစ်လို့ဒီမှာ၅၅၅ရှင်း၅ဆိုပြီးကျွန်တော်တို့က၈ဖြစ်တယ် တော့ကျွန်တော်တို့ကဘာပရိတ်ထည့်ရမလဲဆိုဒီမှာ၅ရှိတော့တဲ့အကြောင်းကိုကျွန်တော်တို့က၈ပြည့်အောင်ဒီမှာ၃ပရိတ်ထည့်ပေးရမှာပေါ့နော်အဲ့တော့၅ရှိလို့၃ပရိတ်ထွက်တယ်၈နောင်ပိန်းနဲ့၃ပရိတ်လို့တခွက်ထည့်ရတာပေါ့နော်ဟုတ်ပြီဆက်သွားမယ်ဗျာနော်၅ခုလို့ပေါင်းရင်လာပြီမနေ့ပြန်ပေါ့နော်၅ခုလို့ပေါင်းရင်၄ရတယ်၄ရလို့ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ကဒီမှာ၄၄ရလို့ကျွန်တော်တို့ကဒီမှာ၅ရှိတော့တဲ့အကြောင်းကိုကျွန်တော်တို့ဒီမှာဒီနောက်ပိတ်မှာ၉နောက်ပိတ်ထည့်ပေးရမှာအဲ့ဒါမှ၄ဖြစ်မှာဟုတ်ဒီမှာ၅ကိုပေါင်းရင်၄ဖြစ်လို့ဒီလိုမျိုး၅ကိုပေါင်းရင်၄ဖြစ်ရမယ်ဆိုပြီးထည့်ပေးရမှာပေါ့နော် ဟုတ်ပြီအဲ့ဒီ၄ရဲ့ပါဝါဒီ6တဲ့နော်အဲ6ဖြစ်အောင်ဆိုပြီးကျွန်တော်ဒီမှာအဲ၅ကြီးလောက်တဲ့ကြောင့်မလို့6ဖြစ်အောင်ဒီမှာ၄ပြိတ်ထည့်ပေးရမှာအဲ့တော့ကျွန်တော်တို့ဒီမှာ6နောက်ပိန်းနဲ့ဒီမှာကျွန်တော်တို့က၅ထိပ်စီးနေဆိုပြီးတော့ကျွန်တော်တို့က၅ခုလို့တစ်ခွက်ကောင်းရတယ်နားလဲလားမသိဘူးနော်ကျွန်တော်တစ်ချက်ပြန်ပြပေးမယ်ဒီမှာ၄၃ပေါင်းချင်းခွန်ပြစ်လို့ဒီလိုမျိုး၂၅ပေါင်းချင်းခွန်ပြစ်တယ်ပါဝါရိုက်ပြီးတော့ဒီလိုမျိုး၃လုံးပေါင်းချင်း၂ဖြစ်တယ် 3 6လေးပေါင်းခြင်းက3မလို့3 3ဖြစ်အောင်ဒီမှာကျွန်တော်9ရှစ်လို့ကျွန်တော်3ဖြစ်တယ်ပါဝါရိုက်ပြီး6ဖြစ်အောင်9ချက်9လို့6ဖြစ်သွားတယ်တခါတည်းအပြီးပေါ့နော်ဒီဟာလေးဒါလေးကတော့အထောက်ပေါ့နော်ဒီမှာ9ခုပေါင်းခြင်းက4ဖြစ်လို့ဒီမှာ9ခုပေါင်းခြင်း4ဖြစ်ရမယ်ပါဝါရိုက်ပြီးဒီမျိုး9 9 9 9လို့9ဖြစ်ရမယ်အဲ့တော့ဒီမှာ4ပြိထည့်ပေးရမှာ9တော့ပေးနဲ့4ပြိပေါ့နော်နားလိုက်မယ်ထင်ပါတယ်နော်မင်္ဂလာပါကိုဝီဟုတ်ကဲ့ပါမင်္ဂလာပါနော်ဒီ website ကလည်းအတူတူပဲအဲ့လိုဒီလိုမျိုးယူထားတာပဲဒီလိုမျိုး၃ခုပေါင်းခြင်းက2ဖြစ်လို့ နော်ဒီကောင်းကနှစ်ပါဝါခွန်းဆိုပြီးတော့ဒီမှာနှစ်ငါးပေါင်းချင်းခွန်းဖြစ်တယ်နော်အဲဒီနှစ်ပါဝါခွန်းဒီမှာနှစ်လိုကကျွန်တော်တို့ဒီမှာနှစ်လိုကဒီမှာနှစ်ဒီနှစ်ရဲ့ဒီငါးရဲ့ဒီနှစ်ငါးငါးလိုပေါင်းချင်းကနှစ်ဖြစ်တာနော်နှစ်ဖြစ်တာနောက်ဘက်ကပါဝါရိုက်ပြီးခွန်းဖြစ်တာနော်အဲ့တော့နှစ်ပါဝါခွန်းဒီလိုမျိုးသုံးလုံးပေါင်းချင်းကနှစ်ဆိုတော့ငါးငါးပဲဒီမှာလေးလေးလိုရှိလို့ရှစ်ရှိလို့ဒီမှာကျွန်တော်တို့ရှစ်ကိုပါဝါရိုက်တော့ဒီမှာ9ရဲ့ရှိရပေါင်းတော့3 8ပါဝါ3ဒီလိုမျိုး9 8 9လို့ပေါင်းချင်းရရှစ်ဖြစ်တယ်เนาะနားလဲမယ်ထင်တာတခါတည်းအပီးပဲတကွာသေးပဲ ဒီမှာလေ9ရှစ်လို့ပေါင်းရင်ခွန်ရတယ်ဗျာခွန်ပါ2ဆိုတော့ဒီမှာ9ခွန်ပေါင်းရင်2ရတယ်ဗျာခွန်ဖြစ်အောင်ဆိုလို့ချင်းဒီမှာ9ခွန်5လို့ဒီမှာအဲ့ဒါမှာခွန်ဖြစ်မှာနားလည်းမထင်နဲ့နော်ပါဝါနဲ့ဒေးနဲ့ယူတာဒီဘက်ကလည်းပါဝါနဲ့ဒေးဒီဘက်ကလည်းပါဝါနဲ့ဒေးအဲ့တော့ကျွန်တော်တို့ကမနေ့ပြန်မှာ9ခွန်ခွန်နောက်ပိတ်နဲ့2ပိတ်နဲ့9ခွန်လို့ရတယ်ဗျာနော်အဲ့တော့ချင်းချင်းလေးပဲပြမနေ့ပြန်တိုင်ပွဲဝောင်းမယ်ကနေကတော့ကျွန်တော်တို့က59ရဲ့59ရဲ့တိုင်ပွဲဝောင်းအောင်မှာနေ့ပြန်နော်ဒီ సై ကလီကလှပါတယ်အရန်လှပါတယ် ငါးရဲ့ငါးခုကိုကျွန်တော်တို့ကပါဝါထောက်မယ်ဆိုလို့ရှိရင်ငါးခု၅လေး၃ညာ၉၃ညာလေးလို့ရပါတယ်เนาะငါးခုကိုပါဝါထောက်မယ်ဆိုရင်ငါးခု၅နဲ့၃ညာ၇၃ညာနဲ့လို့ရပါတယ်ကိုးနောက်ဘိတ်ကလည်းကျွန်တော်တို့ရှိတဲ့အတွက်ကြောင့်မလို့ကိုးနောက်ဘိတ်ခုံနောက်ဘိတ်ရှိတယ်ကျွန်တော်တို့ဘရိတ်ကဒီဘက်က၄ဘရိတ်ဒီဘက်က၂ဘရိတ်၄ဘရိတ်၂ဘရိတ်ရှိတယ်အဲ့တော့ကုနောဘိတ်နဲ့နှစ်ပရိတ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ၃ခုလို့ရပါတယ်เนาะ၄ပရိတ်ဆိုလို့ရှိရင်ဒီမှာ၅ခုပေါ့เนาะ အခွန်နောက်ခွန်နောက်ပိနဲ့နှစ်ပရိဆိုလို့ရှိရင်ဒီမှာ9ခွန်မှာ4ပရိဆိုရင်ဒီမှာခွန်ခွန်ထည့်ပေးထားပါတယ်အကွက်ကတော့နည်းနည်းများတယ်များတယ်ဆိုပေမဲ့ကျွန်တော်တို့ကအဓိကထားထိုးရမှာဒီနောက်ကပဲအဓိက main တင်ထိုးရမှာဒီကောင်လေးတွေကကျွန်တော်တို့ကအဲ main ဒီကောင်လဲ main တော့ main ပဲပေါ့နော်အဓိကတော့ဒီနောက်ကပဲနော်အောက်က၈၄၉၃လေးကတော့အရန်မှာပဲနော်အရန်ပဲထည့်ထိုးပါနော်နားလေလေးမယ်လို့ထင်ပါတယ်နားမလဲဘူးဆိုစိုက်ကိုတစ်ခါပြန်ကြည့်လို့ရပါတယ် မနေ့တုန်းကကျွန်တော်တင်ပြီးမနေ့တုန်းကကျွန်တော်ဒီမှာတပတ်စာတပတ်စာကနေကျွန်တော်တပတ်စာလို့ပဲကျွန်တော်ရေးလိုက်တော့မယ်နော်ဒီမှာခဏ update လုပ်ပေးမယ်အဲဒါတပတ်3ရက်အတွင်းပေါ့ဗျာ3ရက်အတွင်းဒါမနေ့ကကျွန်တော်တင်ပြီးထားတဲ့ကဏ္ဍလေးတွေပါနော်မိတ်ဆွေတို့မတည်သေးဘူးဆိုလို့ရှိရင်ကိုလိုမတို့မတည်သေးဘူးဆိုလို့ရှိရင်ဟိုပါပါတော့မနေ့ကကျွန်တော် live လွှင့်ထားတဲ့နေရာမှာသွားကြည့်လို့ရပါတယ်မနေ့ကဗီဒီယိုမှာပေါ့နော်3ရက်အတွင်းတကယ်တော့၄ရက်ပဲဖွင့်တာပါဗျာ၄ရက်သာထိုးပါတော့နော်ဒါမဲ့ site ရတော့၃ရက်အတွင်းပေါ့နော်၃ရက်အတွင်းကျွန်တော်တို့က 3ရက်အတွင်းမနဲ့3ရက်အတွင်းနှစ်ပတ်မယ်2425 2620တင်ထိုးမယ်နားလည်းမထင်ပါနဲ့ဒါမနေ့တော့ကျွန်တော်တင်ပေးခဲ့ပါတယ် site နဲ့ကျွန်တော် calendar site နဲ့ပြပေးပြီးခဲ့ပါပြီတောက်ကြနေညနေမှာ3ညပြိစင်းရင်ဘာထိုးရမယ်ဘာထိုးမယ်မနေ့ကျွန်တော်ပြပေးခဲ့ပါပြီကြားလုံးဆင်ပြကြပါစေနော်ဒါမနေ့ပြန်မှာကျွန်တော်တို့ထိုးရမယ်ကဏ္ဍဒီ59နဲ့59 screenshot လေးရိုက်ထားကြပါနော် ။နေမြတ်တအင်္ဂါနေ့မနက်ပိုင်းမှာဒိုင်ခွဲဝန်းဝမ်းမဲ့နှစ်ကွက်ဒီ၅ကုနဲ့၅ခွန်းအကွက်များရင်အကွက်နေနေနဲ့ဩခြင်းနဲ့ဆိုရင်အဲ့နှစ်ကွက်ပဲထူ။တအောက်ကားတွေမထူနဲ့။အာကျွန်တော်တို့ရရတယ်ငွေနိုင်တဲ့အဆင်ပြေတယ်ဆိုရင်ဒီအောက်ကားလေးတွေပါလိုက်ထူနော်။ဒါကကျွန်တော်တို့ပါဝါထောက်ထားတာပါပဲ။၅ကုပါဝါထောက်ရင်၅ပါ၅ကုပါဝါထောက်မယ်ဆိုရင်၅ကု၅လေး၃ညာကု၃ညာလေးဒီ9ခုကိုပါပါထောက်မယ်ဆိုရင်9ခု9နဲ့3ခု3ခုနဲ့เนาะဒါရှင်ခုနကျွန်တော်ပြောခဲ့ပါပြီ။ကြားလုံးအစီအပြေကြပါစေเนาะ။ ကျွန်တော်ဒီမှာလဲဒူးရီတီတီလာပြီးတော့စော်ကစားကြပါအောင်ခင်ဗျာအယောစအတွက်တရားခံတော့စိတ်ချလို့ရပါတယ်အယောစကလည်းလငင်းရောင်းတယ်လငင်းပဲယော်ပေးတယ်ပေါ့နော်ကဲအားလုံးအာလူကြီး200တော့ဝင်လာတယ်ဗျာနော်လူကြီး200အားလုံးမင်္ဂလာပါအာလူကြီး200ဝင်လာတယ်ကျွန်တော်သူတို့သိအောင်ပြန်ပြလိုက်မယ်နော်မင်းကျွန်တော်မနေ့ပြန်မှာကျွန်တော်ပေးထားတဲ့ကဏ္ဍဒီ59ရဲ့90ရဲ့ပါနော်ဒါမနေ့ပြန်ကျွန်တော်အင်္ဂါနေ့မှာဒိုင်ခွဲနှစ်ခွက်ဒီ59နဲ့90မှာနော်ဒါကလူကြီး ဒါအစ်စ်တွေဝင်လာလို့ပေါ့နော်အဲ၃ရက်အတွင်းကျွန်တော်မနေ့ကကျွန်တော်တင်ပေးခဲ့တဲ့၃ရက်အတွင်းကတော့နှစ်ပတ်မယ်နှစ်လေးနှစ်ငါးနှစ်ချောင်း20ဒါ၃ရက်အတွင်းထိုးရမယ်ခဏပေါ့နော်မင်္ဂလာပါကိုဝေချေလန်းနဲ့အောင်မြင်ပါစေဟုတ်ကဲ့ပါမိုက်ကျေးဇူးတင်ပါတယ်အဲ့လိုမျက်နှာပြရတာမိုက်တယ်ဟုတ်ကဲ့ပါခင်ဗျာနော်အဲ့တော့အားလုံးပဲကုဒီမားတွေအဆင်ပြေကြပါစေအားလုံးပဲမနေ့ကဒီကဏန်းလေးနဲ့ပေါက်ကြပါစေကျွန်တော်လာကားတင်ပေးတာပါနော် ဲ့တော့ကျွန်တော်ရဲ့ site ဒီကျွန်တော်ရဲ့ site ကလေးကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုလက်မလေးနှိပ်ခဲ့ပါခေါင်းလုံးလေးနဲ့ subscribe ကလေးကိုနှိပ်ခဲ့ပါဒီလိုဒူးဒီ line ပေါ်မှာစိတ်ချရတဲ့နေရာရှာနေရဆိုရင်ကျွန်တော်ဒီမှာလာပြီးတော့ထိုးလို့ရပါတယ်เนาะရောစားတို့တရားကလည်းစိတ်ချလို့ရပါတယ်ကျွန်တော်အားမခံပါတယ်เนาะ ကဲအားလုံးအဆင်ပြေကြပါစေမနေ့ပြန်ကျွန်တော်တို့9 9ရဲ့9ခွန်ရဲ့အဲ့ဒီနှစ်ကွက်ကိုကျွန်တော်တို့ထိုးပါမနေ့ပိုင်းမှာထိုးပါเนาะအဆင်ပြေကြပါစေခင်ဗျာအားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ပါစေအားလုံးပဲခွန်နိုင်ပါ